ဒီနေ့ဗီဒီယိုထဲမှာတော့ကျွန်တော်အရင်က ဖော်ပြခဲ့မှုတဲ့ကဘာတတိရှိဆုံးစွာဒေးလန်ဟန်နီပတ်ချာအကြောင်းကိုဖော်ပြပေးသွားပါမယ်။အရင်ဗီဒီယိုကိုအတော်များများကကြည့်ဖို့ပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်းစဉ်ကအဟောင်းဖြစ်နေတဲ့ဆိုပေမဲ့လည်းပဲအရင်ဗီဒီယိုမှာတော့တချို့ဗီဒီယိုကလစ်တွေကိုကျွန်တော်ယူသုံးလို့မရတဲ့အတွက်ကြောင့်ခြံထားခဲ့ရတဲ့အကြောင်းအရာတွေပေါ်ပါဒီနေ့ဗီဒီယိုထဲမှာထည့်သွင်းပြီးတော့ဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့အရင်ဗီဒီယိုကိုကြည့်ဖို့ထားသည့်တိုင်အောင်ဒီဗီဒီယိုကိုထပ်ကြည့်လို့လည်းအချိန်ပေးရကြုံနဲ့လိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ဒါကြောင့်ဒီနေ့ဗီဒီယိုထဲမှာ honey badger ရဲ့ biology ပြီးတော့ဒီကောင်တွေရဲ့အမူအကျင့်တွေနောက်ပြီးတော့သူတို့ထပ်အစပေါင်းများစွာအကောင့်ကြီးတဲ့ဇသစ်တွေခြင်သေးတွေကိုပါ ပြန်ချနေတဲ့ဒီကောင်တွေကမတုံးတွေလားသူတို့ရဲ့ဉာဏ်ဉာဏ်တွေကောဘယ်လိုရှိမလဲဒါတွေကိုပါဖော်ပြပေးတော့မှာဖြစ်တဲ့အကြောင်းမျိုးကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြဖို့ဖိတ်ခေါ်လိုက်ပါတယ် Honey Badger ကိုကျွန်တော်ပထမဆုံးတွေ့ဘူးတာကတော့ကျွန်တော်ငယ်ငယ်ကကြည့်မှုတဲ့ The God Must Be Crazy 2ဆိုတဲ့ရုပ်ရှင်ကားထဲမှာပဲဖြစ်ပါတယ်။အဲ့ဒီကားထဲမှာမင်းသားကလေရင်ကိုမပြီးတော့ထုတ်လာတဲ့အချိန်မှာဒရိုက်ဆန်တကောင်ကိုမတော်ဆာခလုတ်တိုက်မိသွားပါတယ်။အဲ့ဒီကောင်ကတော့ဒီကောင်ပါပဲ။အဲ့ဒီကောင်ကတော့ကျွန်တော်အဲ့ဒီကောင်ကဘာကောင်မှန်းလဲကျွန်တော်မသိသေးပါဘူး။တခါမှလည်းမမြင်ဘူးကော။ဒါပေမဲ့အဲ့ဒီခရေကကျွန်တော်သတိထားမိတာကတော့ဒီကောင်ကတော်တော်ဆွာတဲ့ကောင်ပဲဆိုတာကိုကျွန်တော်သတိထားမိပါတယ်။ ရုပ်ရှင်ထဲမှာရိုက်ပြထားတာကလည်းဒီကောင်ကကန္နာရတွေကိုပါဖြတ်ပြီးတော့ကိုလိုက်ကြိုက်တာကိုနောက်ပိုင်းကျမှကျွန်တော်သိလိုက်ရတာကတော့ဒီကောင်ကကဘာမှတတိအရှိဆုံးဒရိဆန်ဖြစ်အများကသတ်မှတ်ထားတဲ့ဟန်နီဘတ်ဂျာဖြစ်နေတယ်ကိုဆိုတာဟုတ်ပါပဲဒါပေမဲ့ဒီနေရာမှာကဘာတတိအရှိဆုံးဆိုတဲ့ဇကလုံးနဲ့ပတ်သက်ပြီးတော့ဒါကတရားဝင်သတ်မှတ်ထားတာတော့မဟုတ်ပါဘူး။ဘာကြောင့်လဲဆိုတော့လူပဲဖြစ်ဒရိဆန်ပဲဖြစ်ဖြစ်ညင်ညံသွေးကိုရေပူရအားဖြင့်တရားဝင်တိုင်းထွာလို့ရတဲ့နီလန်တွေရှိပေမဲ့လည်းဘယ်ကောင်ကဘလောက်ထိ ရဲရင်နဲ့တတိရှိတယ်ဆိုတာမျိုးကိုတော့တရားဝင်တိုင်းထွာလို့မရပါဘူး။ဒါကြောင့်မလို့ဒီအဆိုကိုလက်မခံကြလဲရပါတယ်။ Honey Badger ရဲ့သိပ္ပံနာမည်က Melivora Capensis ဖြစ်ပြီးတော့ဒီကောင်တွေရဲ့မျိုးရင်းကိုကြည့်မယ်ဆိုရင်သူနဲ့မျိုးရင်းတူတာတွေက Wolverine တို့ Order တို့ဆိုတော့ဒီကောင်တွေကမျိုးရင်းလိုက်ကို Fighter တွေလို့ပြောလို့ရပါတယ်။ နောက်ပြီးတော့သူ့ရဲ့နာမည်ဖြစ်တဲ့ Honey Badger ဆိုတဲ့စကားလုံးမှာလည်းပဲ Honey ဆိုတာကအလုံးတည်ပြီးသားဖြစ်တဲ့အတိုင်းပြားရည်ကိုပြောတာဖြစ်ပြီး Badger ဆိုတာကတွတ်တွတ်တောက်ခတ်နေတာကိုဆိုလိုတာဖြစ်ပါတယ်။ဒါကြောင့်မလို့ Honey Badger ဆိုတဲ့နာမည်ကပြားရည်ကိုတောင်းနေတဲ့ကောင်းလို့အဓိပ္ပာယ်ရပါတယ်။ကမ္ဘာမှာ Honey Badger ဘယ်နှကောင်ရှိသလဲဆိုတာနဲ့ပတ်သက်ပြီး Honey Badger population ကိုခန့်မှန်းထားတာမျိုးတော့မရှိပါဘူး။ဒါပေမဲ့ ICUN ရဲ့ ။စရင်မှာတော့ဒီကောင်တွေကို lease concern အဖြစ်သတ်မှတ်ထားပါတယ်။ဆိုလိုတာကတော့ဒီကောင်တွေမျိုးတုံပြောက်ွယ်သွားမှာကိုလောလောဆယ်တော့စိတ်ပူစရာမလိုသေးဘူးဆိုတဲ့အတိတ်ပဲပါ။အဲ့လေဒီလောက်ထိတောင်မှစွာတေးလန့်နေတဲ့ကောင်ဆိုတော့လေတော်ယုံတန်ယုံနဲ့တော့ဘယ်မျိုးတုံပါမလဲ။ဟန်နီဘာဂျာရီယာရှေးအားဖြင့်နှစ်ပေခွဲလောက်ထိရှိတတ်ပြီးတော့ဒီနှစ်ပေခွဲဆိုတာကလည်းအမီးကိုပါထည့်တိုင်းထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကောင်တွေကသူတို့ရဲ့အကောင်အွေအစားရဆိုရင်အများဆုံးမှကြောင်ထက်နည်းနည်းကြီးတဲ့အွေအစားလောက်ပဲရှိပါတယ် ။နောက်ပြီးသူတို့ရဲ့ခန္ဓာကိုယ်အလေးချိန်ကလည်းအများဆုံးမှ35ပေါင်ပဲရှိပြီးတော့တတားအဖြစ်တော့တချို့ website တွေမှာတော့9နည်းလို့ဆိုထားပါတယ်။ဒါပေမဲ့ wiki မှာတော့တော်ရိုင်းသဘာဝမှာနေတဲ့ဒီကောင်တွေကတတန်းဘလောက်ထိအသက်ရှည်ကြသလဲဆိုတာကိုမသိဘူးလို့ဆိုပါတယ်။လူတွေဆောက်ရှောက်ထားတဲ့မွေးမြူရေးစင်တာတို့ဒရိတ်ဆိုင်ရုံတို့မှာဆိုရင်တော့အသက်24နှစ်ထိနေတယ်လို့ဆိုပါတယ်။ Honey Badger ကကြည့်လိုက်ရင်သိတာပါဒီကောင်တွေရဲ့ကြောကုန်းကအဖြူရောင်ဖြစ်နေပြီးတော့ဂျန်တဲ့တကူလုံးကမဲနေပါတယ်။ဟန်နီဘာဂျာရီရဲ့ထူချားချက်ကတော့သူတို့ရဲ့အရေပေါ်ကထူတာပါပဲ။ ကောက်ပိုင်းမှာဆိုရင်တလမရဲ့လေးပုံတစ်ပုံလောက်ထူတယ်လို့ဆိုပါတယ်အဲ့ဒါထပ်ပို့ပြီးတော့ထူချားတာကတော့ honey badger တွေကသူတို့ရဲ့အေဂွန်ထူတဲ့အပြင်ကိုအေဂွန်ကယော့တိယော်ရဲဖြစ်နေတယ်လို့ဆိုပါတယ်ဥပမာပြောရမယ်ဆိုရင်ဝါတဲ့လူတွေကယော့တိယဝိတ်ချသွားတဲ့အခါမှာပျော့တွတ်တွဲအေဂွန်ကြီးကြံခဲ့တယ်လို့မျိုးပဲယော့တိယော်ရဲဖြစ်နေတယ်ဆိုတာဒီလိုမျိုးပြောတာပါဒီတော့ honey badger တွေကအရေကွန်ထူတဲ့အပြင်သူတို့ရဲ့အရေကွန်ကယော့တိယော့ရဲ့ဖြစ်နေတဲ့အခါမှာသူတို့ကိုတရိတ်ဆန်တကောင်ကောင်တားရဲတကောင်ကောင်ကသူတို့ရဲ့ဂုတ်ကိုကိုက်လိုက်တိတိုင်အောင်သူတို့က ခန္ဓာကိုယ်ကိုတပတ်လှည့်ပြီးတော့အဲ့ဒီကောင်ကိုပြန်ကြိုက်လို့ရနေပါတယ်။ဒါကြောင့်မလို့ဟန်နီဘတ်ဂျာကိုတိုက်ခိုက်ရတာအရန်ခက်ခဲခြင်းဖြစ်ပါတယ်။ဟန်နီဘတ်ဂျာတွေကတခြားသောတော်ရိဆန်တွေလိုပဲသူတို့ရဲ့ခြေထောက်တွေခြေထောက်တွေလက်တွေမှာခြေသေးလက်သေးတွေရှိပါတယ်။ဒါပေမဲ့တခြားသောတော်ရိဆန်တွေနဲ့မတူတာကဟန်နီဘတ်ဂျာရဲ့လက်သေးတွေကသူတို့ရဲ့ခြေသေးတွေထက်ကိုတိတိတသာပိုရှည်ပြီးတော့အရှိအအဖြစ်တလမကွဲလောက်ရှည်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မလို့ဒီကောင်တွေကမြေကြီးတွေကိုလည်းတူးလို့ရနေတယ်လို့တစ်ပင်တွေပေါ်ကိုလည်းတက်လို့ရနေခြင်းပဲဖြစ်ပါတယ်။ဟန်နီပန်ဂျာရဲ့လက်သေးရဲ့အားကဘလောက်ထိတော်မှအားကောင်းတယ်လဲဆိုရင်လက်ခွန်ကိုတော့ဆွဲခွာလို့ရတယ်လို့ဆိုပါတယ်။ဟန်နီပန်ဂျာတွေကနိုတိုက်တရဝါတွေဖြစ်တဲ့အလျောက်အမတွေမှာ memory glands လို့ခေါ်တဲ့နိုတိုက်အင်ကနှစ်စုံပါဝင်ပါတယ်။နှစ်စုံဆိုတော့၄လုံးပေါ့နော်။ ခွေးတွေမှာကဆယ်လုံးပါဝင်တာဖြစ်တဲ့အကြောင်းမလို့ခွေးတွေနဲ့နှိုင်းရှင်မယ်ဆိုရင်တော့ဒီရေအတွက်အာတိတိသာနဲတယ်လို့ဆိုရမှာပါဒါပေမဲ့ဟန်နီဘဂျာရေကတားပေါက်ရင်တကောင်နဲ့ပေါက်လို့ရှိပြီးတော့တစ်ခါတလေကြမ်းမနှစ်ကောင်ပေါက်တာဖြစ်တဲ့အကြောင်းမလို့ဒီ memory glands အရေအတွက်ကသူတို့အတွက်တော့လုံလောက်တယ်လို့ပြောလို့ရပါတယ် ဟန်နီဘဂျာရီကခွေးတွေလိုပဲအနံ့ခံအာယုံကောင်းတဲ့ဒရိတ်ဆန်တွေဖြစ်ပါတယ်။ဒါကြောင့်မလို့အမဲလိုက်တဲ့ခါတွေမှာသူတို့ရဲ့အမြင်အာယုံအစားအနံ့ခံအာယုံကိုအသုံးပြုကြပါတယ်။ဟန်နီဘဂျာရဲ့စအိုမှာအနံ့တမျိုးကိုထုတ်ပေးတဲ့ glands တစ်ခုရှိပြီးတော့အဲ့ဒီကထွက်တဲ့အနံ့ကတော်တော်ဆိုးတယ်လို့ဆိုပါတယ်။ဟန်နီဘဂျာရီကဒီအနံ့ကိုပြားဖွက်တဲ့အခါမှာပြားတွေကိုထွက်ပြေးအောင်လုပ်ဖို့တောင်းတာပါတဲ့။ပြားတွေတော့မခံနိုင်တဲ့အနံ့ဆိုတော့တော်တော်လေးကိုဆိုးတဲ့အနံ့ဖြစ်ပုံရပါတယ်။ ဟန်နီဘတ်ဂျန်တွေက solidary animal တွေဖြစ်ပါတယ်ဆိုလိုတာကဒီကောင်တွေကတကောင်လေးနေတတ်တဲ့တရိษံတွေဖြစ်ပါတယ်ဒါပေမဲ့တစ်ခါတလေဆိုရင်တော့အထီးမှနှစ်ကောင်တွဲပြီးဖြစ်စေတားပေါက်လေးတွေနဲ့ဖြစ်စေတွဲပြီးတော့တွေ့ရတတ်တဲ့ခါမျိုးတွေလည်းရှိတတ်ပါတယ်တားပေါက်လေးတွေကအသက်တစ်နှစ်ကနေပြီးတော့တစ်နှစ်ခွဲအထိမိခင်နဲ့အတူနေပြီးတော့အဲ့ဒီနောက်ပိုင်းမှာတော့သူတို့ဘာသာသူတို့ရက်တည်ကြပါတယ်ဟန်နီဘတ်ဂျာရီကသူတို့နေထိုင်ရာနေရာဒေသပေါ်မူတည်ပြီးတော့နေဘတ်ချက်စားတာရှိတယ်လို့ညဘတ်ချက်စားတာလည်းရှိပါတယ် ါပေမဲ့လူနေအိမ်နေနေနေတဲ့နေရာတွေမှာဆိုရင်တော့ညာဘက်ကျစားတာများတယ်လို့ဆိုပါတယ်။ Honey Badger ကို The Meanest Animal Alive တို့ The Most Fearless Animal on Earth တို့ပြီးတော့ The Bravest Animal on Earth စသဖြင့်အမျိုးမျိုးကြီးညွှန်ပြီးပြောဆိုကြပါတယ်။တကယ်တော့ဒီကောင်တွေကသူတို့ခန္ဓာကိုယ်အရွယ်အစားအယဆိုရင်တော့ထိတ်တန်းသားရဲတွေမဟုတ်ကြပါဘူး။ဒါကြောင့်မလို့သူတို့ရှင်ပြီးတော့ချလို့မနိုင်တဲ့ကောင်တွေကအများကြီးပါပဲ။ချင်းသေးတို့ကြက်တစ်တို့ကိုမဆိုထားနဲ့စပကြီးမွေကိုတော့ဒီကောင်တွေမနိုင်ပါဘူး။ ဥပမာဒီဗီဒီယိုမှာဆိုရင်ဟန်နီဘတ်ဂျာက စပကြီးမွေရဲ့အစာဖြစ်လို့ဖြစ်ခင်ပါပဲဒီအချိန်မှာတော်ခွေးတကောင်ကလာပြီးတော့စပကြီးမွေကိုနှောက်ရှက်လိုက်တဲ့အတွက်ဟန်နီဘတ်ဂျာလွတ်သွားပါတယ်ဟန်နီဘတ်ဂျာလွတ်သွားတာနဲ့တပြိုင်နက်တော်ခွေးနှစ်ကောင်နဲ့ရောစပကြီးမွေကိုရောသုံးကောင်တကောင်ပေးချပါတော့တယ်ဒါကြောင့်ဟန်နီဘတ်ဂျာကိုသဘောကျကြရတဲ့အကြောင်းရင်းကတော့ဒီကောင်တွေကအရန်ချမ်းပြီးတော့ဘယ်ကောင်မှမနိုင်တဲ့ဒရိုက်ဆန်တွေထိတ်တန်းသားရဲတွေဖြစ်နေလို့မဟုတ်ပါဘူး ဒီကောင်ကသူတို့ရဲ့အရွယ်စားရအကောင်ကလက်တော့လောက်လေးဆိုပေမဲ့လည်းသူတို့ကိုတော့ချရင်ဘယ်ကောင်ကိုမဆိုပြန်ချတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။ဒါကြောင့်တချို့ကဟန်နီဘတ်ဂျာဒုတ်ခဲဆိုပြီးပြောကြပါတယ်။ဆိုလိုတာကတော့ဟန်နီဘတ်ဂျာကဘယ်ကောင်ကိုမှဂရုမစိုက်ဘူးဆိုတဲ့အဓိပ္ပာယ်ပါ။ဒါမှမဟုတ် National Geographic ရဲ့ဆိုရတော့ဒါကမမှန်ဘူးလို့ဆိုပါတယ်။ဟန်နီဘတ်ဂျာကတကယ်တော့အရွယ်စားကိုအရန်သတိထားတဲ့ကောင်လေးဖြစ်တယ်လို့ဆိုပါတယ်။ဒါကလေသူကစပြီးတော့သွားမချတာကိုဆိုလိုတာဖြစ်ပါလိမ့်မယ်။သူ့ကိုလာချရင်တော့ဘယ်ကောင်ကိုမဆိုပြန်ချနေတာပါပဲ။ န်နီပါဂျာရီယာသူတို့နေထိုင်တဲ့နေရာဒေသတွေမှာတာယက်ဒရိဆန်တွေပေါ်များလာတဲ့တိုင်အောင် သူတို့ရဲ့အကောင်အရည်ကိုထိခိုက်ခြင်းမရှိဘူးလို့ဆိုပါတယ်ဥပမာအဖြစ်တမင်တို့တရေတို့ဆိုရင်သူတို့နေထိုင်တဲ့ဒေသတွေမှာတာယက်ဒရိဆန်တွေပေါ်များလာတဲ့အခါမှာသူတို့ရဲ့အကောင်အရည်ကတိတိတသာကျဆင်းလာပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကိုစားမဲ့တာယက်တွေကများလာတာကိုဒါပေမဲ့ဟန်နီပါဂျာကသူတို့နေတဲ့နေရာဒေသမှာတာယက်တွေပေါ်လာတဲ့အချိန်အောင်တော့မှသူတို့ရဲ့အကောင်အရည်ကတိတိတသာရော့မသွားဘူးလို့ဆိုပါတယ် ဆိုလိုတာကတော့ဒါရဲ့ဒိဋ္ဌန်တွေကဟန်နီဘတ်ဂျာတွေကိုတိတ်ပြီးတော့မကိုက်လို့လဲပုံပါပဲအကြောင်းကတော့ဟန်နီဘတ်ဂျာကိုတေးအောင်ကိုက်ဖို့ဆိုရင် အားအများကြီးသုံးရပြီးတော့ပြန်စားရတဲ့အခါမှာတရေတကောင်ရဲ့ပေါင်ချောင်းပေါင်တချောင်းစာတောင်မရှိပါဘူးဒါကြောင့်မလို့တောင်းရတဲ့ခွန်အားနဲ့ပြန်ရတဲ့စွိုင်းအင်ကမကာမိဖြစ်နေလေတော့တောင်ယုံတိုင်ယုံသားကောင်ပေါ်တဲ့အခြေအနေမှာဆိုရင်သားရဲတွေကဟန်နီဘတ်ဂျာတွေကိုရှောင်တဲ့သဘောရှိပါတယ် ဟန်နီဘတ်ဂျာရီစားတဲ့အစားအစာကိုဥပမာပြောရမယ်ဆိုရင်တော့ပြားရည်ပြားတလက်ကြွက်ဖားမွေကင်မီကောက်ဖို့ဒါရီအပြင်ဘယ်ရီသီးလိုမျိုး အသီးနှံတွေကိုလည်းစားပါတယ်ဟန်နီဘတ်ဂျာရီဟာအစားအစာမျိုးပေါင်း60လောက်ထိစားတယ်လို့ဆိုပါတယ်အဲ့ဒီထဲမှာသူတို့အကျိုက်ဆုံးကတော့ပြားရည်နဲ့ပြားတလက်ဖြစ်ပြီးတော့ဟန်နီဘတ်ဂျာရီကပြားအုံကို တွေ့တဲ့အခါမှာသူတို့ရဲ့စအုပ်မှာရှိနေတဲ့အနံ့ကိုသူတို့ကလှောက်လိုက်ပါတယ် အဒီခါမှာတချို့ပြားတွေကထွက်ပြေးကုန်ပါတယ်။ဒါပေမဲ့လည်းဂျန်တဲ့ပြားတွေကဝိုင်းတောက်တာပါပဲ။တကယ်တော့ဟန်နီဘတ်ဂျာရီကပြားအစိတ်ကင်မီကောင်အစိတ်လိုကို မဆိုထားနဲ့အစိတ်ပြင်းပါတယ်ဆိုတော့မွေပွေးတို့မွေဟောက်တို့ရဲ့အစိတ်ကိုပါခံနိုင်ရှိပါတယ်။အစိတ်ကိုခံနိုင်ရှိတယ်ဆိုရမှာဒီအစိတ်ကိုမိလို့မသေးဘူးလို့ဆိုလိုတာပါ။ဒီအစိတ်ကိုမိလဲဘာမှမဖြစ်ဘူးမဖြစ်အောင်ဘူးလို့ဆိုလိုတာမဟုတ်ပါဘူး။ပြားတွေအများကြီးဝိုင်းတောက်တာခံရရင်တော့ဟန်နီဘတ်ဂျာလည်းလူလှိမ့်နေအောင်ခံရတာပါပဲ။ ဒါပေမဲ့ဒီကောင်တွေကလည်းခေတဲ့ကောင်တွေမဟုတ်လို့အနာခံပြီးတော့ကိုစားပါတယ်။ဟန်နီဘတ်ဂျာကို ပြောင်းဝင်ရှိတဲ့နေရာလိုက်ပြပေးတဲ့ငှက်တစ်မျိုးရှိပါတယ်။အဲ့ဒီငှက်ကိုဟန်နီကိုက်ဘတ်လို့ခေါ်ပါတယ်။ဒီငှက်ရဲ့ထူးခြားချက်ကသူကပြားသလတ်တွေကိုစားလို့ရတာပါပဲ။ကျွန်တော်တို့လူတွေနဲ့တခြားသောသရိုက်ဆန်တွေကပြားသလတ်တွေကိုစားလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ပြားသလတ်မှာရှိနေတဲ့ပြားဖျောင်းကိုကျွန်တော်တို့အစာအိမ်ကအစာမချေနိုင်ပါဘူး။ဒါပေမဲ့အဲ့ဒီငှက်ကအစာချေနိုင်ပါတယ်။ဒါကြောင့်သူကစားလို့ရပါတယ်။ဒါပေမဲ့လေသူတကောင်လဲဆိုရင်တော့ပြားအောင်ကိုသူကတော့ထိလို့မရပါဘူး။ ။ဒါကြောင့်မလို့သူကဟန်နီဘတ်ဂျာကိုလမ်းပြပေးပြီးတော့ဟန်နီဘတ်ဂျာစားပြီးလို့ကြံတာကိုသူကစားပါတယ်။ဒီနေရာမှာမေးစရာတစ်ခုရှိတာကဟန်နီဘတ်ဂျာကဒီခန့်ရဲ့အနောက်ကိုလိုက်သွားရင်ပြောင်းအောင်ရှိတဲ့နေရာကိုရောက်မယ်ဆိုတာသူဘယ်လိုသိလဲ။ဆိုလိုတဲ့သဘောကဟန်နီဘတ်ဂျာနဲ့ဒီငှက်နဲ့ပထမဆုံးဆုံတဲ့အချိန်မှာဟန်နီဘတ်ဂျာဘယ်လိုသိလဲ။လေ့လာမှုတွေအရတော့ဟန်နီဘတ်ဂျာကမသိပါဘူးလေ။ငှက်ကနေပြီးတော့အရင်ဆုံးမိတ်ဆက်ခဲ့တာဖြစ်ပါတ ငှက်ကဟန်နီပါဂျာရဲ့အနာကနေပြီးတော့ပတ်ပြန်တဲ့အခါမှာဟန်နီပါဂျာကဒေါသထွက်လာပြီးတော့ငှက်ကိုလိုက်ရင်းနဲ့ငှက်ကတဖြည်းဖြည်းနဲ့ဟန်နီပါဂျာကိုပြောင်းအောင်ရှိတဲ့နေရာကိုမျှခေါ်သွားတာဖြစ်ပါတယ်။ဒါကြောင့်မလို့နောက်ပိုင်းမှာလည်းဟန်နီပါဂျာကဒီငှက်ကိုတွေ့တဲ့အခါမှာဒီငှက်ရဲ့အနောက်ကိုလိုက်ရင်ပြောင်းအောင်ကိုရောက်မယ်ဆိုတာသိသွားပါတယ်။ဒါဆိုနောက်ထပ်မေးစရာတစ်ခုရှိလာတာဒီငှက်ကရောဟန်နီပါဂျာကိုဒီလိုမျိုးလိုက်ပြပေးရင်သူပြောင်းအောင်စားရမယ်ဆိုတာကိုဘယ်လိုသိသလဲ။ဒါကတော့ဒီငှက်ရဲ့မျိုးဆက်အလိုက်အစဉ်အဆက်တင်ပေးလာခဲ့တဲ့ ်တင်ပေးတာခဲ့တာလားဒါမှမဟုတ် သူ့ရဲ့မွေးရပါအတိလားဆိုတာကိုတော့လေ့လာသူတွေလည်းနားမလည်သေးပါဘူးတဲ့ဘလိုပဲဖြစ်တာဟာ honey guy bank နဲ့ honey badger တို့ကြားထဲမှာရှိတဲ့ mutual relationship လို့ခေါ်တဲ့အပြာလှန်အကျိုးပြုတဲ့ဆက်ဆံရေးပါပဲဒီဆက်ဆံရေးကိုအတုံးချတဲ့သူတွေကလည်းရှိပါသေးတယ် ဘသူတွေလဲဆိုတာကတော့မေးစရာမလိုပါဘူးလူတွေပါပဲနှက်နေဟန်နီဘတ်ဂျာတို့ရဲ့ကြားတွေကဆက်ဆံရေးကိုသတိထားမိတဲ့လူတွေကဟန်နီဘတ်ဂျာကိုမွေးထားပြီးတော့သူတို့ပြာဖို့လိုတဲ့အခါမှာဟန်နီဘတ်ဂျာကိုတော်တဲ့ကိုခေါ်သွားပြီးတွတ်ပေးလိုက်ပါတယ်ဒီတော့ဟန်နီဂိုက်ဘတ်ကဟန်နီဘတ်ဂျာကိုတွေ့တဲ့အခါမှာပြားအုံရှိတဲ့နေရာကိုလိုက်ပြပေးတဲ့အခါလူတွေကအသာအရာလေးလိုက်သွားပြီးတော့ပြားအုံကိုဖောက်လိုက်ရုံပါပဲပြီးရင်တော့ဟန်နီဘတ်ဂျာကိုလည်းသူတို့နေနေကြွေးသလိုငှက်စားဖို့လည်းခြံထားပေးပါတယ် ဟန်နီပါဂျာရဲ့နောက်ကိုလိုက်နေတဲ့နောက်ထပ်ငှက်တစ်မျိုးရှိပါသေးတယ်။အဲ့ဒီငှက်ကတော့တိန်ငှက်အမျိုးအစားဖြစ်ပြီးတော့ဒီငှက်နဲ့ဟန်နီပါဂျာကြားထဲမှာတော့ဟန်နီဂိုက်ဘတ်လိုမျိုး ပြည်လေတဲ့ဆက်ဆံရေးမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ဟန်နီပါဂျာသားကောက်ရှာတဲ့အခါမှာအဲ့ဒီငှက်ကခက်လန်းလန်းကနေချိန်နေတတ်ပါတယ်။ဟန်နီပါဂျာကဒီဘက်ကလိုက်လို့သားကောက်ကတစ်ဖက်ကထွက်ပြေးရင်ဖြစ်စေဟန်နီပါဂျာလက်ကနေလွတ်လာရင်ဖြစ်စေအဲ့ဒီငှက်ကကြားထဲကနေဖြတ်လုလိုက်ပါတယ်။ပြောရမယ်ဆိုရင်တော့ဒီငှက်က ဟန်နီဘာဂျာလက်ထဲကနေတားကောင်တွေကိုလိုက်ခိုးနေတဲ့တခုံးကလို့ပြောလို့ရပါတယ်။ဟန်နီဘာဂျာကလည်းဒီတခုံးကကိုကြည့်လို့မရဘူး။ကြည့်လို့မရပေမဲ့လည်းသူကဘာမှတော့လုပ်လို့မရဘူး။ဒီတော့ဒေါသထွက်ထွက်နေပဲမြေကြီးတွေကိုထိုင်တူးနေတော့တာပါပဲ။ပြောလို့သာပြောရတယ်ဟန်နီဘာဂျာလည်းပဲသူများအစာကိုခိုးတဲ့နေရာမှာနေမယ်ကြီးပါတယ်။ဟန်နီဘာဂျာရီကအများသောအားဖြင့်တော့သူတို့ဘာသာသူတို့အမဲလိုက်တဲ့ဒရိုက်ဆန်တွေဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီကောင်ရီက opportunistic eater လို့ခေါ်တဲ့ရတာကုန်စားတတ်တဲ့တရိတ်ဆန်တွေဖြစ်ပြီးတခြားသောအသားစားတရိတ်ဆန်တွေလိုပဲ scavenger လို့ခေါ်တဲ့ပုတ်ပွားနေတဲ့အသားတွေကိုလည်းစားလို့ရတဲ့ကောင်တွေဖြစ်ပါတယ်ကျွန်တော်လူသားတွေကလည်းတစ်ချိန်လုံးကတော့ scavenger တွေဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုချိန်မှာတော့ကျွန်တော်တို့ကပုတ်ပွားနေတဲ့အသားတွေကိုမဆိုထားနဲ့သုံးနေတဲ့ထမင်းဟင်းတွေကိုတော့စားလို့မရတော့ပါဘူးဒီတော့ opportunistic eater လည်းဖြစ် scavenger လည်းဖြစ်တဲ့ honey badger တွေကတခြားသားရဲတွေအမဲလိုက်ထားတဲ့သားကောင်တွေကိုသူတို့မသိတဲ့အချိန်တွေမှာတော်တော်ပြီးတော့ခိုးစားနေရှိပါတယ် ဥပမာအဖြစ်ကျက်သစ်တွေကသူတို့မဲလိုက်လို့ရတာတဲ့တားကောင်တွေကိုတခြားသောတားရဲတွေဖြစ်တဲ့ခွေးအားတို့ချင်းသေးတို့လူစားလို့မရအောင်တစ်ပင်ပေါ်မှာတင်ထားလေးရှိပါတယ်ဒါပေမဲ့ honey badger တွေကလက်သေးတလမလောက်ရှည်တဲ့အခါမှာအစ်စ်ပင်တွေကိုတက်လို့ရနေတဲ့အတွက်ကြောင့်မလို့ကျက်သစ်မရှိတဲ့အချိန်မှာသွားသွားပြီးတော့ခိုးစားပါတယ် honey badger အလွယ်တကူနဲ့မျိုးမတုံးရတဲ့အကြောင်းရင်းထဲမှာဒီကောင်တွေကရတာအကုန်စားနေတာကြောင့်လည်းပါပါလိမ့်မယ် ။နောက်ဆုံးဘယ်လောက်ထိလဲဆိုအိန္ဒိယမှာဆိုရင်ဒီကောင်တွေကတင်ကြိုင်ကုန်းမှာမြုပ်ထားတဲ့လူတွေအလောင်းတွေကိုပါသွားပေါ်ပြီးတော့စားလေရှိတယ်လို့ဆိုပါတယ်။ကျွန်တော်ရဲ့အရင်ဗီဒီယိုမှာတော့ကွန်မန့်ဝင်ရေးကြတာကအရှင်သေးတို့စသစ်တို့ကိုတောင်ပြန်ချတာကတတိရှိတာမဟုတ်ဘူးတဲ့ဒါညာမရှိတာပဲတဲ့တကယ်ပဲဒီကောင်တွေကငတုံးတွေလား ။တခြားစဉ်းစားကြည့်ရင်ချင်သေးတို့ချက်သစ်တို့လိုက်တာခံရပြီဆိုရင်ကြောင်လောက်ရွယ်စားပဲရှိတဲ့ဒီကောင်တွေအတွက်ကထွက်ပြေးနေလေအလကားပါပဲ။ဘလုံးမမလွတ်နိုင်ပါဘူး။နောက်ပြီးတော့ National Geographic ရဲ့ဆိုရဒီကောင်တွေက super size attitude တွေလို့ဆိုပါတယ်ဒီကောင်တွေကသူတို့ထက်အကောင်ကြီးရင်တော်ရုံတိုင်ရုံရှောင်လို့ရှိပါတယ်ဘလို့မှရှောင်လို့မရမှသာ ပြန်ချကြတာပါ တကယ်တော့ဒီကောင်တွေကငတုံးတွေမဟုတ်တဲ့အပြင်ဆင်တို့ကြီးကန်းတို့လပိုင်တို့လိုမျိုး Anime Kingdoms ထဲမှာညံရီအမြင့်ဆုံးအုပ်စုထဲမှာဒီကောင်တွေလည်းပါပါတယ်။ဒေါက်တာနာတလီယာဘော်ရီโกဟာ Tracean တွေရဲ့ညံရီညံသွေးကိုလေ့လာတဲ့နေရာမှာ PhD ရထားသူဖြစ်ပါတယ်။ BBC ကရိုက်ကူးထားတဲ့ဒီဗီဒီယိုထဲမှာဆိုရင် Stoffe ရဲ့သားဖြစ်သူ Stompey နဲ့ဒီနေရာမှာ Stoffe ဆိုတာဘာတူလဲဆိုတာကိုကျွန်တော်တို့မကြားခင်တွေ့ရမှာဖြစ်ပါတယ်။ဒီတော့ Stoffe ရဲ့သားဖြစ်သူ Stompey နဲ့နောက်ထပ် ဟန်ဟန်နီဘတ်ဇာတကောင်ဖြစ်တဲ့ဂျူလီယပ်စ်တို့ကိုစမ်းသပ်သွားမှာဖြစ်ပါတယ်။သူတို့အကြိုက်ဆုံးအစားအစာဖြစ်တဲ့ပြားရည်ကိုမှန်အိမ်တစ်ခုထဲမှာထည့်ထားပါတယ်။ဒါပေမဲ့အဲ့ဒီမှန်အိမ်ကိုဒီတိုင်းဖွင့်လို့မရပါဘူး။ဂလန်ပုံစံလောက်ထားတဲ့တသားတန်းကိုမပြီးဖွင့်မရမှာပါ။ဒါဟာတဘာဝမှာသူတို့တစ်ခါမှမတွေ့ဘူးတဲ့ပုံစံဖြစ်ပါတယ်။ဒါပေမဲ့လည်းတွေ့ရတဲ့အတိုင်းပဲ Stone Bay ရော Julius ကိုနှစ်ကောင်လုံးကဒီစမ်းသပ်ချက်ကိုအောင်မြင်ကြပါတယ်။နောက်ဒုတိယစမ်းသပ်မှုမှာတော့နည်းနည်းပို့ပြီးတော့ရှုပ်ထွေးလာပါတယ်။ မြင်ရတဲ့အတိုင်းပဲသူတို့လက်လမ်းမမီတဲ့နေရာမှာထားရတာဖြစ်ပြီးတော့သူတို့ကအဲ့ဒီအကျိုးကိုဆွဲပြီးတော့ထောက်မှရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းမြင်ရတဲ့အတိုင်းပဲသူတို့ဒီအဆင့်ကိုလည်းအောင်မြင်တာပါပဲအခုနောက်ဆုံးအဆင့်လာပါပြီဒီအဆင့်ကတော့ပစ္စည်းကရိယာတွေကိုအသုံးပြုရမယ့်အဆင့်ဖြစ်ပါတယ်တကယ်လို့ဒီအဆင့်ကိုသာအောင်မြင်ခဲ့တယ်ဆိုရင်သူတို့ကိုရှင်တို့ကြီးကန်းတို့လပိုင်တို့လိုမျိုးပဲဒိဋ္ဌိဆန်လောကမှာဉာဏ်ရင်အမြင့်ဆုံးဒိဋ္ဌိဆန်တွေအောက်စုတွေကိုဟန်နီပါကြာတွေကိုထည့်ရတော့မှာဖြစ်ပါတယ်ဒီအဆင့်မှာတော့ မှန်အိမ်ကိုသူတို့လက်လှမ်းမမိတဲ့နေရာမှာကျိုးနဲ့တွဲလောင်းချထားပါတယ်။ဒီဟာကိုမှီဖို့ဆိုရင်ကားတာယာတော့မဟုတ်သူတို့ရဲ့လှောင်းအိမ်တစ်ခုခုကိုနေရာရွှေ့ပြီးတော့အဲ့ဒီပေါ်ကနေတက်ယူมาရမှာပါ။အစောပိုင်းမှာတော့အောက်ကနေပြီးတော့လှမ်းခုံဖို့လုပ်နေပါသေးတယ်။ဒါပေမဲ့မမှီပါဘူး။ခဏကြာတော့မှန်အိမ်ကိုလှမ်းကြည့်လိုက်သူ့ရဲ့လှောင်းအိမ်ကိုလှမ်းကြည့်လိုက်နဲ့စဉ်းစားနေပါတယ်။ပြီးတော့သူ့ရဲ့လှောင်းအိမ်ကိုတွန်းရွှေ့လိုက်ပြီးတော့အဲ့ဒီပေါ်ကနေတက်ယူလိုက်ပါတယ်။ဒါဟာပစ္စည်းကရိယာတွေကိုတုံးတက်ခြင်းပဲဖြစ်ပါတယ်။ ဒီလိုသုံးတဲ့အတာဟာတရိတ်ဆန်လောကမှာဉာဏ်ရင်အမြင့်ဆုံးအုပ်စုတွေပဲဒီလိုလုပ်တတ်တာပါဖရူဂန်နေရှင်နယ်ဘက်မှာတော်ရိုင်းကနေပြီးတော့ခေစင်ထားတဲ့စတိုဖယ်လို့နာမည်ရတဲ့ဟန်နီဘတ်ဂျာတကောင်ဟာသူ့ကိုမွေးထားတဲ့နေရာကနေပြီးတော့ညံနီညံနဲ့မျိုးစုံတုံးပြီးတော့ထွက်ပြေးတဲ့အာဂျင်နိုလို့သူ့ကို escape artist လို့တော့မှနာမည်ပေးထားပါတယ် National Bank ဆိုတာမျိုးကတခြားသောဒရိုက်ဆန်တွေကိုလည်းမွေးထားတာဖြစ်တဲ့ကြောင့်မလို့ Stoffel ကသူ့ရဲ့ channel ကနေပြီးတော့ထွက်ပြေးတဲ့အခါတခြားဒရိုက်ဆန်တွေ channel ကိုရောက်ရောက်သွားပြီးတော့အဲ့အဲ့ဒီဟာဒရိုက်ဆန်တွေနဲ့ပြဿနာတက်လေရှိပါတယ်။တခါဆိုရင်ရှင်သေးတွေမွေးထားတဲ့ channel ကိုရောက်သွားပြီးတော့ရှင်သေးတွေနဲ့သွားချနေပါတယ်။တခါဆိုရင်လည်းပဲကြံ့နေမွေးထားတဲ့ channel ကိုရောက်သွားပြီးတော့ကြံ့ရဲ့နှာခေါင်းကိုသွားကိုက်လိုက်ပါတယ်။ဒါနဲ့ပဲဒီကောင်ဒီတိုင်းတော့ထားလို့မဖြစ်တော့ဘူးဆိုပြီးတော့တခြား honey badger အမတကောင်နဲ့တွဲထားလိုက်ပါတယ် ဒါဆိုရင်တော့ဒီကောင်ထွက်မပြေးတော့ဘူးလို့ယူဆတာကိုဒါပေမဲ့ဖြစ်စဉ်တော့အဲ့ဒီဟန်နီဘတ်ဂျာအမကသူ့ဘာသာသူနေတုံးကတော့အကောင်စတိုဖန်နဲ့ပေါင်းကမှပြက်စီးသွားပြီးတော့နှစ်ကောင်ပေါင်းပြီးတော့ထွက်ပြေးကြပါတယ်ပုံမှန်မြင်ရတဲ့အချိန်မှာသူတို့ကိုထားထားတဲ့နေရာကိုတန်စကားရင်းနဲ့ကာထားတဲ့တကားတစ်ခုနဲ့ပိတ်ထားပြီးတော့အဲ့ဒီတကားမှာဂျက်နှစ်ခုတက်ထားပါတယ်အပေါ်ချက်ကိုဆိုရင်သွတ်နန်းကျိုးနဲ့တောင်မှထပ်ပြီးပတ်ထားပါတယ်ဒါကိုဟန်နီဘတ်ဂျာနှစ်ကောင်ကတကောင်ကအောက်ကချက်ကိုဖြုတ်နောက်တကောင်ကအပေါ်ကိုတက်ပြီးတော့ သွန်နှံကျိုးကိုဖြုတ်ပြီးတော့ချက်ကိုဖြုတ်ပြီးတော့နှစ်ကောင်ထွက်ပြေးကြပါတယ်။ဒါနဲ့အဲ့နှစ်ကောင်ပြန်ဖမ်းပြီးတော့စတိုဖယ်ကိုပြန်ခွဲထားရပါတယ်။ဒီတစ်ခါမှာတော့စတိုဖယ်ကိုသူ့အတွက်တီးတန့်ဆောက်ထားတဲ့နေရာတစ်ခုမှာထည့်ထားပါတယ်။အဲ့ဒီနေရာကတော့ကွန်ကရစ်တွေလေးဘက်လေးရန်ကာထားတဲ့အောက်ကန်လိုတစ်ခုထဲမှာသူ့ကိုထည့်ထားပါတယ်။ဒါပေမဲ့အဲ့ဒီထဲမှာကတစ်ပင်တွေရှိနေတယ်တော့စတိုဖယ်ကအဲ့ဒီတစ်ပင်ကိုတက်တက်ပြီးတော့တစ်ပင်ကနေကိုင်းချပြီးတော့ဘောင်ပေါ်ကနေတက်ပြီးတော့ထွက်ပြေးပါတယ်။အဲ့ဒါနဲ့တစ်ပင်တွေကိုထားခောက်လိုက်ရပါတယ်။ တစ်ပင်တွေမရှိတော့အဲ့ဒီဟာတစ်ကိုင်းတွေကိုထောင်ပြီးတော့လှေကားပုံစံထောင်ပြီးတော့ထွက်ပြေးပြန်ပါတယ်။ဒါနဲ့တစ်ကိုင်းတွေကိုလည်းပဲဖယ်ပြစ်လိုက်ရပါတယ်။တစ်ပင်တွေလည်းမရှိတစ်ကိုင်းတွေလည်းမရှိတော့တဲ့အခါကျတော့မြေကြီးထဲမှာရှိတဲ့ကြောက်တုံးတွေကိုတူးထုတ်ပြီးတော့အဲ့ဒီကြောက်တုံးတွေကိုတည်သွားပြီးတော့နံရံမှာဆင့်ပြီးတော့အဲ့ဒီဘောကနေတက်ပြီးထွက်ပြေးပြန်ပါတယ်။ဒါနဲ့ကြောက်တုံးတွေကိုထပ်ဖယ်လိုက်ရပြန်ရော။အဲ့တော့အထဲထဲမှာသူအတုံးချစရာဘာပစ္စည်းမှမရှိတော့တဲ့အခါမှာ ရှော့နေကိုတူးပြီးတော့အဲ့ဒါတွေကိုလုံပြီးတော့စောစောကကြောက်တုံးပုံစံမျိုးဆင့်ပြီးတော့အဲ့ဘောကနေထပ်ပြီးထွက်ပြေးပြန်ပါတယ်။အဲ့တော့မိတ်ဆွေတို့ပဲစဉ်းစားကြည့်ဒီကောင်တွေကဘလောက်ထိလဲတယ်လဲဆိုတာ။အခုတော့သူ့ကိုလျှက်ဆက်လွတ်ထားတဲ့ခြံထဲမှာထည့်ထားလို့ဒီကောင်ဘယ်လိုမှထွက်ပြေးလို့မရပဲနဲ့အကြံအိုက်နေတယ်လို့ဆိုပါတယ်။ ရှိတဲ့တရိတ်ဆန်အကောင်အရေအတွက်ကတပြေးပြေးနဲ့ကြဆင်းလို့လာနေပါတယ်ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့လူတွေနဲ့ချဲ့လာတာနဲ့အမျှ habitat loss လို့ခေါ်တဲ့တရိတ်ဆန်တွေရာသူတို့ရဲ့ဇာတ်မြေတွေဆုံးရှုံးလာလို့ပဲဖြစ်ပါတယ်နောက်အကြောင်းရင်းတွေကတော့ကမ္ဘာကြီးပုံနွေးလာမှုနဲ့တရားမဝင်အမဲလိုက်ခြင်းတို့ကြောင့်ဖြစ်ပါတယ်ဟန်နီဘတ်ဂျာတွေကသူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာအဖြစ်အရန်တာမာကြသလိုသူတို့ရဲ့ တဘာဝပတ်ဝန်းကျင်နဲ့လည်းသူတို့ကလိုက်လျောညှိထွေအောင်နေနိုင်ကြပါတယ်။ဒါကြောင့်မလို့လေဟန်နီဘတ်ဂျာရီကိုအာဖရိကတိုက်ကနေပြီးတော့အိန္ဒိယနိုင်ငံအထိကိုကြဲကြဲပြန့်ပြန့်တွေ့နိုင်ခြင်းပဲဖြစ်ပါတယ်။ကျွန်တော်အရင်ဗီဒီယိုမှာတော့တချို့ပြောကြတာကတော့မြန်မာနိုင်ငံမှာလည်းသူတို့တွေ့ဘူးတယ်လို့ဆိုပါတယ်။ဟန်နီဘတ်ဂျာကိုတွေ့ရတဲ့နိုင်ငံတွေစည်ရင်ထဲမှာမြန်မာနိုင်ငံကိုပေါ်ပြထားတာမတွေ့ရပေမဲ့လည်းတိတဲ့အတိုင်းပဲကဘာကကျွန်တော်တို့မြန်မာနိုင်ငံနဲ့ data တွေကိုကောက်ယူတဲ့အခါမှာအမြဲတမ်းခက်ခဲလေးရှိတာကြောင့်အိန္ဒိယမှာတော့ရှိတယ်ဆိုရင်မြန်မာနိုင်ငံမှာလည်းရှိကောင်ရှိနိုင်ပါတယ် ။ဟန်နီဘတ်ဂျာရီကပူရင်း၆တွေ့တဲ့ဆာဗာနာလွင်ပြင်တွေမှာ နေထိုင်နိုင်တယ်လို့မိုးတစ်တော်တွေမှာလည်းနေထိုင်နိုင်ပါတယ်။နောက်ဆုံးတောင်ပေါ်တွေတာမာရီတောင်နေထိုင်နိုင်ပါတယ်။ဒါပေမဲ့အခုနောက်ပိုင်းမှာတော့လူတွေနေချက်လာတာနဲ့အမျှလူတွေရဲ့နေမြေနဲ့ဟန်နီဘတ်ဂျာရီရဲ့နေမြေကထပ်လာပြီးတော့လူတွေနဲ့ဟန်နီဘတ်ဂျာရီကြားထဲမှာပြဿနာတက်လာပါတယ်။အဓိကပြဿနာတက်တာကတော့ကြက်ပဲမွေးမြူကြတဲ့ပေါ်ထရီသမားတွေနဲ့ပြဿနာတက်ကြတာဖြစ်ပါတယ်။ကြက်ပဲမွေးမြူတဲ့သူတွေက သူတို့ပြည့်အချက်တွေဘဲတွေကိုခြံထဲမှာထည့်ပြီးမွေးထားတယ်ဆိုပေမဲ့လည်း Honey Badger လက်သေးတွေအကောင်လုံးနဲ့အတွက်အဲ့ဒီခြံတွေကိုအလွယ်တကူနဲ့ဆွဲဖြဲလို့ရပါတယ်။တချို့ကျတော့လေ concrete တွေကြောက်တွေနဲ့အခိုင်အမာကာယံထားပေမဲ့လည်း Honey Badger ကမြေကြီးတွေကိုတူးပြီးတော့အောက်ထဲကနေဝင်ပါတယ်။အဲ့ဒီတော့ Honey Badger ဝင်လို့မရအောင်ဘလုံးမကိုကာလို့မရအောင်ဖြစ်နေပါတယ်။ တခါဆိုရင်ဟန်နီဘတ်ဂျာတကောင်တွေကနေပြီးတော့ဘဲ18ကောင်နဲ့ချက်36ကောင်ကိုဝင်တက်သွားတယ်လို့ဆိုပါတယ်။မွေးမြူရေးသမားတွေကများသောအားဖြင့်ခွေးတွေမွေးထားကြပြီးတော့အဲ့ဒီခွေးတွေကချက်တွေကိုလာလာဆွဲတဲ့မွေတို့တော်ခွေးတို့လင်းယုံတို့ရံကနေပြီးတော့ကာွယ်ပေးနိုင်ပေမဲ့လည်းဟန်နီဘတ်ဂျာတို့တော့သူတို့လည်းသိအောင်မတတ်နိုင်ပါဘူး။ဟန်နီဘတ်ဂျာကလည်းခွေးကိုမကြောက်ဘူး။ဟန်နီဘတ်ဂျာခွေးကိုမကြောက်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်စကားလေးတောင်ထည့်ပြောဖို့လိုမယ်မထင်ပါဘူး။ ဒီတော့မွေးမြူရေးသမားတွေကဟန်နီပတ်ဂျာတွေကိုထောင်ချောက်ဆင်ပြီးတော့ဖမ်းတာတို့အစာစိတ်ကြွေးပြီးတော့တတ်တာတို့မျိုးတွေလောက်ကြပါတယ်ဒီတော့ဒီမှာအမေးစရာရှိတာကဟန်နီပတ်ဂျာကမွေးပေါက်ရင်တော့မသေးတဲ့ကောင်ဟာအစာစိတ်ကြွေးတော့သေလားဆိုတော့သေပါတယ်ဘာကြောင့်လဲဆိုတော့မွေးအစိတ်နဲ့အစာစိတ်နဲ့ကမတူပါဘူးမွေးအစိတ်ကသွေးထဲကိုဝင်တာဖြစ်ပြီးတော့အစာစိတ်ကအစာအိမ်ထဲကိုရောက်တာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကောင်လေးကအစာစိတ်မင်းသေပါတယ် ောက်ပြီးတော့ဟန်နီဘတ်ဂျာတွေကပြားရည်အရန်ကြိုက်တဲ့အတွက်ကြောင့်မလို့ပြားမွေးမြူရဲ့သမားတွေနဲ့လည်းခဏခဏပြဿနာတက်ပါတယ်။ဒါကြောင့်မလို့ပြားမွေးမြူရဲ့သမားတွေကလည်းပဲဟန်နီဘတ်ဂျာတွေကိုနှိမ်နင်းတာတွေလုပ်ကြပါတယ်။နောက်ပြီးတော့တော်ထဲမှာလည်းပဲဟန်နီဘတ်ဂျာတွေကခြင်သေးတို့၊ဇသက်တို့၊စပကြီးမွေတို့စားတာကိုခဏခဏခံရပါတယ်။ဒါကြောင့်ရှေ့မှာကျွန်တော်ပြောခဲ့သလိုပဲဒီကောင်တွေကအရန်ကိုကျမ်းနဲ့ဘဲကောင်မှမနိုင်တဲ့ထိတ်တန်းသားရဲတွေမဟုတ်ပါဘူး။ဒါပေမဲ့သူတို့ကိုလာချလို့ရှိရင်ပြေးလို့မလွတ်မဲ့အတူတူဒီတိုင်းအသေးမခံပဲ တေတဲ့ထီကိုပြန်ချတတ်တဲ့တတိကိုဝါချီကျူးစရာကောင်းတော့ပါဒီဗီဒီယိုထဲမှာဆိုရင်ချက်တက်ကဟန်နီဘတ်ဂျာကိုအစောပိုင်းမှာလိုက်ကြိုက်နေပြီမဲ့နောက်ပိုင်းမှာတော့ချက်တက်ကဆတ်မလိုက်တော့ပါဘူးချက်တက်ကြိုက်တာခံထားရလို့နာနေသည့်တိုင်အောင်လုံးဝအရှုံးမပေးဘဲနဲ့ပြန်ချတဲ့ဟန်နီဘတ်ဂျာကနောက်ဆုံးမှာတော့လွတ်သွားပါတယ်နောက်ပြီးတော့တော်တော်များပြောကြတာကဟန်နီဘတ်ဂျာတွေကသူနဲ့ချတဲ့ကောင်က အထီးဆိုရင်ဒီကိုလှမ်းကြိုက်တယ်တဲ့ ဟန်နီဘတ်ဂျာနဲ့သာအဝတ်စားမပါပဲတကောင်ချင်းချရမယ်ဆိုလို့ကတော့ကျွန်တော်ကတော့မချပါဘူးကျွန်တော်ရဲ့ဒီဟန်နီဘတ်ဂျာဗီဒီယိုကိုအားလုံးပြီးသွားပြီးအတက်လည်းလုပ်ပြီးသွားလို့ YouTube ပေါ်ကိုတင်တော့မယ်ဆိုတာမှအခုတလော line ပေါ်မှာပြန့်နေတဲ့ဗီဒီယိုတစ်ပုဒ်ကိုကျွန်တော်သွတ်တွေ့မိပါတယ်အဲ့ဒီဗီဒီယိုကိုတွေ့လိုက်တဲ့အခါမှာကျွန်တော်အခုလုပ်ထားတဲ့ဗီဒီယိုမှာနည်းနည်းပြန်ပြီးတော့ဖြည့်ဆွတ်ပြောဖို့လိုလာပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော် ပြောခဲ့တဲ့ထဲမှာအချက်လက်တစ်ခုကမှားနေပါတယ် ဲ့ဒီဟာကတော့ National Geographic ရဲ့အဆိုအရ Honey Badger တွေက super size attitude တွေလို့ဆိုပါတယ်ဆိုလိုတဲ့ဘောကဒီကောင်တွေကသူတို့ထက်အကောင်ကြီးရင်ရှောင်တယ်လို့ဆိုပါတယ်ဒါပေမဲ့အဲ့ဒါကမှားနေပါတယ်ဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုထဲမှာဆိုရင် Honey Badger ကသူတို့ထက်အကောင်အများကြီးကြီးတဲ့ကောင်သူကသွားပြီးတော့ခြတာပါဟိုကောင်သူ့ကိုမခြပါဘူးအဲ့တော့သူတို့ထက်အကောင်အများကြီးကြီးတဲ့ကောင်ဆိုတော့ဘယ်ကောင်သူကခြတာလဲချင်းသေးလားကြားလားပေါ့မဟုတ်ပါဘူးဆင်းပါ ဟန်နီဘတ်ဂျာကဆင်ကိုသွားချတာပါခင်ဗျာIs he killed it? Yes. I think he stood, he stood it. on it. killed it. he stood on it. Now what is he going to do? It's bitten. It's what? It did beaten. bite the back leg. Did it? Mm. Ah, shit. Oh, no damage the elephant's back leg. Right. Oh, oh man. Oh, yeah. it's, so. it's damaged. Oh, oh, that's. Oh, oh. They're so strong, they will recover. The elephant. Ooh, well, wow. yeah, it doesn't go. It's all right, we're watching, yeah. it's okay. Yeah, mm. I should yeah, get yeah, away. Yeah. No, 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 no. Oh, hold well oh, on, keep forget. Mind, mind. Shit. Oh yeah, he said it now. Yeah. Oh no, 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 no. Yes, you're a clever boy. Oh god. Gosh, oh, still, going for it. Go it away. Go on, go, 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 away. go, go. go, go, go. go. No, god, they're robust. Aren't they extraordinary? Look at this. Oh. <laughs> and it's still oh. going. Done yeah, well done, done Ellie. That was extraordinary. ဆင်ဆိုရာမျိုးကထရိတ်ဆန်လောကမှာတကောင်ချင်းချရင်ဘယ်ကောင်မှမနိုင်နဲ့ကောင်ပါဆင်လိုက်ရင်ထိတ်တန်းသားရဲတွေဖြစ်တဲ့ကြားတို့ခြင်သေးတို့တော့မှထွက်ပြေးရပါဆင်ကပြေးလာတာကိုအဲ့ဒီပြေးလာတဲ့ဆင်စီကိုတဲ့တဲ့ဝင်ပြီးတော့ဝင်တိုးတဲ့ပြေးဝင်သွားတဲ့ကောင်ဆိုလို့ဟန်နီဘတ်ဂျာတကောင်မှကျွန်တော်တွေ့လို့သိတာပါအဲ့တော့သူတို့ရဲ့အရွယ်အစားလောက်လေးနဲ့ဆင်လိုကောင်မျိုးကိုတွက်ချတယ်ဆိုတော့ဟန်နီဘတ်ဂျာကတတိရှိတာလား မယူရဲတာလားတော့ကျွန်တော်လည်းမပြောရတော့ပါဘူး